ဆရာလူဘိုးရေးသည့်လူဘိုးဟူသည့်စာအုပ်မှ ရွှေစင်ကို ပြောပြပါကျွန်တော်ဘဝကစေတမ်းမအောင်ခင် အထိမိဘလောင်ရီအောက်မှာခေါရူးချက်ပုံစံနဲ့အသက်ရှင်ခဲ့ရတာပါကျောင်းစာသင်ချိန်တလျှောက်လုံးစာနဲ့မျက်နှာမခွာခဲ့ရသလိုညနေပိုင်းအိမ်က ကားဝက်ရှော့လုပ်ငန်းမှာဝင်ကူလုပ်ပေးရတာက လွဲရင်စာအုပ်နဲ့မပြတ်ခဲ့ရပါဘူးစိတ်ထွက်ပေါက်ဆိုလို့အထက်တန်းကျောင်းသားဘဝကစပြီးအဖေစီစဉ်ပေးတဲ့ကျမ်းမာရေးအရာခရာတီးပညာကိုတင်ခွင့်ရတာရဲ့အဖေစာကြည့်ကံကစာအုပ်ထူထူကြီးတွေဖတ်ခွင့်ရခဲ့တာတွေပါပဲ။ ပေါင်းသင်းဆက်ဆံစရာကျွန်ုပ်မှယင်းဤတဲ့တငယ်ချင်းဆိုလို့လေကောင်းကောင်းတော့မရှိခဲ့ရပါဘူးရည်စားထားဖို့ဆိုတာကတော့ဝီလာဝေးပဲပေါ့အိမ်နဲ့အကြောင်းမှသာကျွန်တော်ဘဝကို အချိန်များများပေးဖြတ်ခဲ့ရတာပါဆယ်တန်းအောင်လို့မန္တလေးရတနာဘုံမီဒေတာကောလိပ်ကိုလည်းရောက်ရော် ကျွန်တော်အဖြစ်က လောင်ကျိုက်သေးကလွတ်လာရတဲ့ငှက်လီဘဝလိုအရာရာဟာကျွန်တော်အတွက်အထူးအဆန်းနဲ့စိတ်ဝင်စားစရာတွေကြီးပါရုပ်ရှင်ကြီးအယတ်တဆလိတ်တလဖိဆိုင်ထိုင်ဆိုတာကျွန်တော်အတွက်စိတ်ဝင်စားစရာ အတွေ့အကြုံတစ်တွေဖြစ်လာတာပေါ့ အဆောင်မှနေပြီးကြောင်းတက်ရတဲ့ဘဝကလည်းဖြစ် အရင်လိုကြောင်းပြက်ရင်အဖေကိုလှမ်းအကြောင်းကြားတတ်တဲ့ကျွန်တော်တို့မြင်းကြံမျိုးကကြောင်းစရာအတိုင်းအဝိုင်းလဲမဟုတ်တော့မြို့တဲရှောက်လေလို့လဲကျွန်တော်ကိုတီးသူမရှိလေတော့ကျွန်တော်လွတ်လပ်မှုတွေကပျော်ရွှင်စရာအတိ အထူးသဖြင့်ဆို ကျွန်တော်ကို 6လစာကြောင်းအသုံးစည်းရေးကို ကိုယ်ပါတာကိုဂိုင်ပြီးသုံးရတဲ့အခွင့်အရေးကအရာရာကိုပြည့်စုံစေတယ်လို့ပါပဲ။ကြောင်းဖွင့်စားဖြစ်တာမို့စာသင်ချိန်နဲ့နေတော့ကိုယ်စိတ်ဝင်စားတဲ့အချိန်ဆိုကြောင်းမှာရှိနေပေမဲ့အချိန်အများစုကတော့မြို့ထဲမှာလို့ပြောရင်ရတယ်လေ။တငယ်ချင်းဆိုလို့တရားမှောက်ကိုမရှိသေးတော့ ကိုယ်စိတ်နဲ့ကိုခြေဥတည်ရာလေလိုလွင့်နေမိတယ်။ចောင်းပြန်တက်ခြင်းစိတ်ရှိလာမှចောင်းကိုပြေးလိုက်ယုံပဲ။တရက်မှမြို့တဲအလဲသွားပြီးအရက်နည်းနည်းတောက်ဖြစ်တယ်။ပြီးမှចောင်းတက်ခြင်းစိတ်ပေါက်လာလို့ចောင်းကိုပြန်ခဲ့မိတယ်။စာသင်ခန်းထဲမှာကစာသင်နေပြီ။ဒါကြောင့်နိစ္စယထိုင်ကုန်လို့တစ်ခုမှာ ဝင်ထိုင်လိုက်တယ်ခဏနေမှပဝင်းကျင်ကိုတတိထားကြည့်ပြီးတော့ကျွန်တော်ဘေးမှာကောင်မချောချောလေးတယောက်ပြီးခဲ့တဲ့အပတ်ကသိပ်ပံလက်တွေ့ကမ်းမှာတကရုတဲကြာခဲ့တဲ့ကောင်မလေးမှန်တီးလိုက်တယ်ဒီကောင်မလေးမျက်နာက ခလေးလေးလိုပဲလေနှာရန်စင်စင်မျက်တောင်ကော့ကော့အပြစ်ကင်းစင်တဲ့မျက်နှာမျိုးလေးနဲ့ ကျွန်တော်လဲနည်းနည်းလေးချွေလာတော့သူ့ကိုစာကျင်စိတ်ပေါက်လာတယ်။ကောင်မလေးကဆရာမတင်နေတာကိုအာယုံစိုက်နေလေတော့ကျွန်တော်ကိုရှိလို့ရှိမှန်းတော့မသိရှာပါဘူး။ကျွန်တော်လဲဒီအခွင့်ကောင်းကိုယူသူ့ဘက်ကိုလှည့်သူ့အနာကိုအနည်းဆက်ဆုံးကတ်လိုက်ပြီးအာငွေလေနဲ့မှုတ်ထုတ်လိုက်တယ်။ပြီးမှဖြက်ခနဲ့ ရှေ့ကိုပြန်လှည့်လိုက်ပြီးစာကိုအာယုံဆိုင်နေတဲ့အောင်စောင်းနေလိုက်တယ်ကျွန်တော်စားထားတဲ့ကွန်ကျွန်တော်တောက်ထားတဲ့ဆက်လိတ်နဲ့အရန်နှံ့တွေကြောင့်ထင်တယ်ကောင်းပါလေကျွန်တော်ဘက်ကိုချက်ချင်းလှည့်လာပြီးကြည့်တယ်ကျွန်တော်ကဆရာမတင်နေတာကို စိတ်ဝင်စားခြင်းရောက်စောင်းနေတော့သူလည်းအပြောရခက်နေရှာတာပေါ့ ကောင်မလေးကျွန်ုပ်ကိုအတီးအချာတစ်ချက်ကြည့်ပြီးဘာမှမပြောတော့ပဲပြန်လှည့်သွားတယ်ဗျကျွန်တော်ခဏလောက်စောက်ပြီးသူမေးလောက်ပြီးထင်မှဒီလိုပဲတစ်ခါထပ်လှုပ်လိုက်တယ်ဒီတစ်ခါမှလည်းသူကျွန်တော်ဘက်ကိုလှည့်ကြည့်ပါသေးတယ်ဒါပေမဲ့ကျွန်တော်ကမင်းသေးသေးနေနေတော့အရင်လိုပြန်လှည့်သွားရုံသာမကပဲ ကျွန်တော်နဲ့ခတ်ဝေးဝေးရောက်အောင်သူ့ကိုယ်လေးကို ရွှေ့လိုက်ပါတော့တယ်အဲ့ဒီနေ့ကစလို့ကောင်မလေးကိုကျွန်တော်တတိထာမိသွားသလိုကောင်မလေးလည်းကျွန်တော်ကိုတတိထာမိသွားမှာပါဒုတိယတစ်ခေါက်ကောင်မလေးနဲ့ပတ်သက်ရပုံကတော့နည်းနည်းကျန်းသွားပါတယ်ခမညာအဲ့ဒီနေ့ကကျွန်တော်တောက်ခဲ့တဲ့အရက်ကများသွားတယ်ကျောင်းရောက်တော့ လူမှန်းမသိတသိကျောင်းထဲရောက်ပြီးစာသင်ခန်းထဲဝင်ဖို့မသိတော့တာနဲ့ကန်တီးကမော်နီစတာဆိုင်မှာထိုင်နေလိုက်တယ်။ခဏအကြာမှာကလေးမျက်နှာနဲ့ကောင်မလေးအဖော်တယောက်နဲ့အတူဆိုင်ထဲဝင်လာတာတွေ့ရတယ်။ညကမစိုးရိမ်ယုံပါကြည်ထားတဲ့ကလာကားတွေကမင်းသားမင်းသမီးရှိမှဒူးထောက်ထိုင် လက်နှစ်ဖက်ကိုကားကားပြပြီးတချင်းဆိုတာကိုအမှတ်ရလိုက်လို့ကောင်မလေးရှိကိုတွားပြီးကျွန်တော်ဒူးထောက်ထိုင်ချလိုက်တယ်။နောက်ပိုင်းဘာတွေပြောဘာတွေလုံးမိမှန်းကိုမသိတော့ပါဘူး။နေကလည်းပူနေတာကိုအမူးပြေမှတီးရတာကတော့ကျွန်တော်ကိုစိတ်ကားပေါ်ဝိုင်းတင်ပြီးအဆောင်ပြန်ပို့ပေးလဲရတယ်ဆိုတာပါပဲ။ကျွန်တော်လည်း နှစ်ရက်ကြောင်းပြက်လောက်အောင်အရက်နာကြသွားပါတယ်တတိယမြောက်နေ့မှာတော့ဌာနမူယုံကလာတွေးဖို့ခေါ်တဲ့စာရောက်လာလို့ကျောင်းကိုရောက်သွားပါတယ်ယုံငန်းနဲ့လည်းရောက်ရောကောင်မလေးလည်းရောက်နေတာကိုတွေ့လိုက်ရတယ်သူလည်းဘာပြဿနာဖြစ်သလဲပေါ့မျက်နှာသိမ့်မကောင်းတာနဲ့တစ်ချက်လောက်ပြုံးပြလိုက်ပြီး ဌာနမူအလာကိုစောင့်နေလိုက်မိတယ်ဌာနမူလည်းရောက်ရောကျွန်တော်နဲ့အတူကောင်မလေးကိုလည်းလှမ်းခေါ်တယ်ဗျနောက်မှဌာနမူကမနေ့ကမင်းအရက်မူပြီးရွှေစင်းကိုလူကြားထဲမှာအရှက်ခွဲခဲ့တယ်ဆိုတဲ့ဘယ်ကရွှေစင်းလဲကျွန်တော်မသိရွှေစင်းဆိုတာကိုကျွန်တော်မသိပါဘူးဗျာလို့ပြောလိုက်တော့ ကောင်မလေးနဲ့အတူပါလာတဲ့အသက်ခက်ကြီးကြီးအမျိုးသမီးကဒါသူညာတာပါရှင်ခုနကတော့ကျမညီမကို သူပြုံးပြပြီးနှုတ်ဆက်တာကိုကျမတွေးလိုက်သေးတယ်တဲ့ဒါဆိုဒီကောင်မလေးကရွှေစင်ပေါ့အခုပြောနေတာက သူ့အမပေါ့ကျွန်တော်ဘာတွေဖြစ်ခဲ့လို့လဲမသိဘူးကျွန်တော်ဒီညီမကိုတော့တိတာအမှန်ပါ ကျွန်တော်တို့ပရတိကေခန်းနဲ့လက်တွေ့လောက်ကြရင်တည်နေတာပါတကြောင်လုံးမှာတည်တာလဲသူတယောက်ပါပဲနာမည်ကိုတော့အခုမှကြားဘူးတာပါဗျာဟိုနေ့ကကျွန်တော်အရက်မူသွားပါတယ်ကျွန်တော်ဒီညီမကိုဗာမြားလောက်ခဲ့မိတယ်လဲဆိုတာကျွန်တော်ကို ပြောပြပါ ကျွန်တော်ဘာမှမမှတ်မိတော့လို့ပါကျွန်တော်မှားတာရှိခဲ့ရင်လဲ အပြစ်ပေးပါဒီကညီမကိုလည်းကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်မှာစားကျင်စိတ်တစ်ခုတည်းရှိတာပါကျွန်တော်တောင်းပန်ပါတယ်လို့ပြောလိုက်ပြီပါတယ်ကျွန်တော်ရှင်းပြလိုက်တာတွေကတဘာဝကြသွားတာရဲ့သူတို့ကနောက်ဆက်တွဲပြဿနာမဖြစ်ချင်တာတွေရဲ့အကြောင်းဖြစ်မယ်ကျွန်တော်ကိုအပြစ်မပေးပဲကြည်အေးလိုက်ကြတယ် နောက်ကိုဒီလိုမဖြစ်ဖို့ဝန်ခံချက်ထိုးခိုင်းပြီးပြန်လှော့လိုက်တယ်။တော်ပါသေးရဲ့ဗျာရွှေစင်ဆိုတဲ့ကောင်မလေးကတော့သူကြည်နဲ့အောင်ဂရီတခုပေးရမယ်တဲ့ကျွန်တော်ကပေးပါမယ်ပြောတော့နောက်ကိုဘယ်တော့မှအရက်မတော့ပါဘူးလို့ဂရီပေးတဲ့ပြဿနာဖြေရှင်းပြီးညတညလုံးကောင်မလေးမျက်နှာကို ပြန်မြင်အောင်နေမိတယ် အဲ့လိုလည်းမရဘူးသူမျက်နှာလေးကကျွန်တော်ရှင်ကိုအေးမြစေတယ်လို့ပဲကျွန်တော်သူ့ကိုချစ်နေမိတာများလားမသိဘူးဗျာနောက်နေ့မနေ့လေရောက်ရောဒါယာကြီးစောက်အစ်စ်တအုပ်ဝယ်လိုက်တယ်ပြီးတော့ကောင်မလေးကိုဘလို့စက်တွေ့ပြီးဘလို့စိတ်ဝယ်စားခဲ့ကြောင်းတွေနေ့စဉ်ရေးခဲ့တဲ့ပုံစံမျိုးနဲ့ ကျောင်းစာဖွင့်ကလေးကနေအခုချိန်ထိပြန်ရေးလိုက်တယ်ရေးပြီးလို့အသင်ဖြစ်တော့ကောင်မလေးနဲ့ပရတီကယ်လုပ်တဲ့အချိန်မှာ သူ့လက်အိတ်သေးကိုထည့်ထားလိုက်ပြီးအဲ့ဒီနေ့ကနေကျွန်တော်ကျောင်းမတည့်ရတော့ဘူးဒါပေမဲ့သူတို့အိမ်နဲ့မလှမ်းမကမ်းကအုတ်ခုံမှာတော်တော်ထိုင်နေသူကျွန်တော်ကို မြင်လိုက်ရပြီးမှ တခုခုသွားစားတယ်။နောက်ပြန်ထိုင်တယ်။ကျွန်တော်သူ့ကိုတစ်ချိန်လုံးစောက်ကြည့်နေတယ်ဆိုတာမျိုးကိုသူသိစေချင်လို့လေ။ကျောင်းဘေးရက်တွေဆိုလဲစောစောထတခုခုစားပြီးသွားဆောင်တာပဲ။သူမမြင်ရမချင်းထိုင်ဆောင်နေရတာပေါ့။နေပူပူမိုးရွာရွာနေနေညညညည ရလကတော့ကောင်မလေးကျွန်တော်စီကို စားတစောင်းပို့လိုက်တယ်။ကြောင်းပြန်တက်တော့တဲ့ပြောစရာရှိတယ်တဲ့။ကျွန်တော်တို့ပြဿနာဖြစ်ခဲ့တဲ့မော်နီစတာဆိုင်ကို မနေ့၈နာရီအရောက်လာပါတဲ့။ကျွန်တော်ဝရိယကောင်းသလားမမေးနဲ့။မနေ့9နာရီခွဲလောက် ကတည်းကဒီဆိုင်ကို ရောက်နေတာ။တိတ်မဆောက်လိုက်ရပါဘူး။ကောင်မလေးရောက်လာတယ်။ ကျွန်တော်တို့အေးမှပြီးတောက်ကြတယ်။ကောင်မလေးကဆိုင်ရှင်ကိုသူယူလာတဲ့တိတ်ခွေကို ဖွင့်ခိုင်းတယ်။မေဆွေရဲ့ပန်းသီးဖီလင်အခွေတခွေလုံးစန်းဒီရောက်ရင် ချစ်မယ်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 တွေကြီးပဲဘာတွေမှန်းလဲမသိဘူးကျွန်တော်ကတော့ကောင်မလေးဘာပြောမလဲကိုပဲစောင့်နေတာ။ ဒီတခြင်းကို စိတ်မဝင်စားနိုင်ပါဘူး9နာရီထိုးကနေအထိဘာမှမပြောပြခဲ့ပါဘူးနောက်တော့သူကြောင်းသားတော့မယ်တဲ့ဒီအခွေကို အကိုယူသွားပြီးနားထောင်တော့တဲ့ကျွန်တော်တော်တော်စိတ်ပြတ်သွားတယ်တညလုံးအတွေးနဲ့မျောလင်းခဲ့သမျှတွေသွားပြီးကြောင်းတက်ခြင်းစိတ်လည်းမရှိတော့မြို့တယ်လေခြင်းစိတ်လည်းမရှိတော့လို့ အဆောင်ပြန်ပြီးအိတ်နေလိုက်တယ်အိတ်လို့လည်းမရပါဘူးဗျာဒါနဲ့ကက်ဆက်ဖွင့်နားထောင်လိုက်တယ်နားထောင်ပြီးသားတချင်းတွေ ဖြစ်နေတော့စိတ်အာတီသားကမပြေပြန်ဘူးရှိသမျှအခွေကလည်းကုန်နေပြီဒီကြောင့်မှကောင်မလေးပြီးခဲ့တဲ့အခွေကိုတတိယပြီးဖွင့်ကြည့်လိုက်မိတော့တယ် အခုနာကဆိုင်ထဲမှာဖွင့်ခဲ့သလိုပဲမေဆွီကစန်းလေးရောက်ရင်ချစ်ပြန်တာပါပဲစိတ်ပြက်ပြက်နဲ့နောက်ဆိုင်ကိုပြောင်းပြီးဖွင့်ကြည့်လိုက်တော့ကောင်မာလေးရဲ့စကားသံထွက်လာတယ်ရွှေစင်ကလည်းအကိုမူးမူးနဲ့ရွှေစင်းရှိမှဒူးထောက်ပြီးရေးစားစကားတွေစပြောကြတဲ့ကအကိုကိုစိတ်ဝင်စားခဲ့တာပါ အကိုကဒယာယီစာအုပ်ကြီးပေးပြီး ရှောင်သွားတော့ရွှေစင်ဘာဆက်လို့ရမလဲတကယ်ချစ်ရင်တတိရှိရမှာပေါ့အကိုကြောင်းပြတ်တက်ပါနော်ရွှေစင်လေးအကိုကိုချစ်ပါတယ်ဟာကြောင်းပြန်သွားလို့လည်းမမိတော့ဘူးကူးလောက်ဆိုကြောင်းလွှတ်နေပြီဘသူကိုဒီအကြောင်းတွေသွားပြောရတော့မလဲဝမ်းတာလိုက်တာရွှေစင်ရဲ့ ကျွန်တော်တယောက်ယောက်ကိုဒီအကြောင်းတွေ ပြောပြချင်လိုက်တာအဆောင်ထဲမှာကြီးတော့လဲကြောင်းမတက်ဖဲဖဲရိုက်နေကြတဲ့အဖွဲပဲရှိတာသူတို့နဲ့လည်းအရင်ကတည်းကအဆက်အဆံမရှိတော့တော့ပြောပြလို့မဖြစ်ဒါနဲ့အဆောင်အောက်ကိုပြေးစင်းပြီးခြံတောက်ကပန်းချန်လာသွားပြီးရွှေစင်ကကျွန်တော်ကိုချစ်တယ်တဲ့ရွှေစင်ကကျွန်တော်ကိုချစ်တယ်တဲ့လို့ အာရပါရဩပြစ်လိုက်မိပါတယ်ကျွန်တော်တို့ရီစာဘွားကလည်းအခြားသူတွေထက်တော့တိတ်မထူးဆန်းလှပါဘူးဗျာမန္တလေးတောင်တို့တောင်တမန်အင်းတို့မဟာမြတ်မုဏိဖုရားတို့သွားလေကြ ရုပ်ရှင်လေးချပြီးကြီးကြရုံလောက်ပါပဲတရက်မှာကျွန်တော်တို့နှစ်ယောက်ကျောင်းထဲမှာအတူလျှောက်လာတော့ဟေ့ရွှေစေငါခွင့်ရလို့လာပြန်လေတာ နင်းလေးစာလီပေးလိုက်ပါလားငါမေမျိုးရောက်ရင်ဆက်သွက်လို့ရအောင်တဲ့စပေတူနတ်နတ်နဲ့ကျွန်တော်တို့အရွယ်လူငယ်တယောက်နောက်မှတီးရတာကရွှေစင်နဲ့ကြောင်းအတူတက်ခဲ့ဘူးတဲ့ရွှေစင်ရဲ့တငယ်ချင်းကိုဦးတဲ့အခုစစ်တက်ကတော့တက်နေတာတဲ့ဒါလောက်ပါပဲကျွန်တော်လည်းအမှုမဲ့အမှတ်မဲ့ပေါ့ကျွန်တော်မျက်နှာပြတ်တယ်လို့ဖြစ်နေလို့ ရွှေစင်ကပြုံးစီစီလုံနေသေးတယ်။နောက်နေ့ကြောင်းပြန်တက်တော့ရွှေစစ်တကယ်ချင်းမတယောက်ကျွန်တော်စီလာပြီးစလာပေးတယ်။ရွှေစင်ပြေးခိုင်းလိုက်တာတဲ့ကျွန်တော်ဖောက်ဖက်ကြည့်တော့ရှင်ကျမကို မေးလိုက်ပါတော့ကျမကိုလူကြားတဲ့အဆက်ခွဲခဲ့တဲ့ရှင်ကိုခုလိုပြန်လက်စားချေခွင့်ရလိုက်လို့ဂျီနဲ့သွားပါပြီ ရှင်မင်းကတွေ့တဲ့ကျမတငယ်ချင်းကိုဦးဆိုတာကျမသိချရတဲ့အချစ်ဦးပါကျမကို နောက်ပဲတော့မှမဆက်တွယ်ပါနဲ့တော့ဒါပါပဲရွှေစင်ကျွန်တော်အရင်ထဲမှာမိတွေတောက်လောင်ကုန်ပါပြီမျက်စိရှိမှ ရှိနေသမျှတွေကိုလည်းဘာမှမမြင်မိတော့ဒီလိုလက်စားချေမယ်လို့မမျှော်လင့်ခဲ့မိတာ ကျွန်တော်ညံပြင်းမှုပဲလား ကျွန်တော်ရှေ့စဉ်အချက်ပေါ်မှာတန်တရားမထားမိလောက်အောင်ကိုချစ်ခဲ့မိတာကိုရက်ဆက်လာကြည်လာရွှေစည်ရဲ့ကျွန်တော်ကျောင်းထဲကအပြေးလေးထွက်ခဲ့မိပြီးထုံးစံအတိုင်းထိုင်နေကြအရက်ဆိုင်လေးမှာကျွန်တော်ခံစားမှုတွေကိုရုပ်ရှင်တွေကဇက်လိုက်လို့ပဲအရက်နဲ့စေးကြော်လိုက်မိပါတယ်အဲ့ဒီညာကအဆောင်ကို ဘလို့ပြန်ရောက်တယ်မသိတော့တညလုံးရွှေစင် ကျွန်တော်ကိုမချစ်တော့ဘူးရွှေစင်ကျွန်တော်ကိုမချစ်တော့ဘူးအော်နေလို့အဆောင်တဲကလူတွေမခံနိုင်တော့တာနဲ့ကြားရတဲ့အတန်တတအောင်လို့ကျွန်တော်ကို အဆောင်ကရှိသမျှဆောင်တွေနဲ့ဝိုင်းအုပ်ထားပေးကြတယ်တဲ့ဗျာနောက်နေ့မနေ့ကျွန်တော်ကြောင်းမတက်ဖြစ်ကျောင်းကိုသွားကျင်စိတ်လည်းမရှိဘူး လူတွေနဲ့တွေ့ရမှာကိုရှက်နေမိတယ်လေ နေခင်းရောက်တော့ရွှေစင်စားတဆောင်ပေးခိုင်းလိုက်တယ်တဲ့ကျွန်တော်ဖတ်ချင်စိတ်မရှိတော့နောက်ထပ်ကြားရမယ့်ရွှေစင်ရဲ့အမုန်းစကားတွေကိုကျွန်တော်မခံစားနိုင်တော့ဒီကြောင်းဒီမျိုးမှလည်းနေချင်စိတ်မရှိတော့ဒါကြောင့်ပဲညဘက်ယထာနဲ့ကျွန်တော်ဦးလေးရှိရာရန်ကုန်ကို စိတ်ပြေလက်ပြောက်ထွက်ခဲ့လိုက်တယ် ဝေးဝေးမှနေနေရရင်တက်တာမယ်လို့ထင်နေလေမြင်းချံကိုတော့ကျွန်တော်မပြန်ရဲတာအမှန်အဖေကိုကြောက်တယ်ဒါမျိုးနဲ့ကြောင်းပြဲရလာအောင်ဖြစ်တယ်ဆိုရင် အဖေဒေါကံမှာအသေးအချာမချစ်ဘူးလို့ယူခဲ့ရတဲ့ကျွန်တော်အချစ်ရဲ့ရတာကိုမြည်ကြည့်ုံနဲ့တည်းဘဝပြက်ခဲ့ရပါပြီဗျာ။ ဆာမွေဝဲဖြေကန်နီကျွန်တော်မန္တလေးကိုပြန်ရောက်ခဲ့ပါတယ်။ဆာမွေဝဲကိုတော့တာဝန်အရာဖြေရအောင်တော့မှာပေါ့။ဒါပေမဲ့အဆောင်တွေကမထွက်ရဲတော့အောင်ကျွန်တော်စိတ်တွေခြောက်ခြားနေတယ်။ကြောင်းကိုလည်းမတော်ရဲဘူး။ဆာမွေဝဲဖြေတဲ့ရက်မှကြောင်းကိုရောက်ဖြစ်တယ်။ဆာမွေဝဲဖြေတယ်ဆိုပေမဲ့ကျွန်တော်ကောင်းထဲမှာ ဖြည့်စရာ စာတွေမရှိ အခန်းဆောင်စရာကထွက်ခွင့်မပေးလို့အချိန်ပြည့်အောင်စောင့်နေတော့ကျွန်တော်မျက်နှာရှိတက်တက်မှာမြင်လိုက်ရတာကရွှေစဲကျွန်တော်ကို တောင်းပန်နေတဲ့မျက်နှာလေးနဲ့လက်ထဲမှာစာအုပ်တွေကိုပွေထားလို့ကျွန်တော်ကိုရက်ဆောင်နေတာစာမွေးဝဲကန်းတွေကထွက်ခွေရလို့ကျွန်တော်လည်းထွက်လာရော့ ရွှေစင်ကျွန်တော်စီကိုပြေးလာပြီးကျွန်တော်လက်ကိုအတင်းဖန်ဆွဲထားတယ်မျက်နှာမှာလည်းမျက်ရည်တွေရွှဲလို့အကိုကနည်းနည်းလေးတောင်ပြန်စားလို့မရဘူးနော်အကိုရွှေစင်ကိုစားခဲ့နောက်ခဲ့တုန်းကရွှေစင်ခွန့်လွတ်ပြီးခဲ့တယ်လေစိတ်ပူလွန်းလို့နောက်နေ့ပဲဖြည့်ရှင်းဖို့ကြောင်းကိုလာတော့လေအကိုကကြောင်းမတက်ဘူး နောက်ရွှေစင်လေးစာရေးပြီးရှင်းပြလိုက်ပါသေးတယ်။ရွှေစင်အကိုကို နောက်လိုက်တာပါလို့ကိုဦးဆိုတဲ့လူနဲ့ရွှေစင်ဘာမှမပတ်သက်ပါဘူးလို့ဒါပေမဲ့အကိုကကြောင်းပြန်တတ်တာမတွေ့တော့ဘူးလေ။အကိုအဆောင်မှာ လာစုံစမ်းတော့လေအဆောင်ကလူတွေလည်းတရားမှမတိကြဘူးတဲ့။ရွှေစင်လေးအကိုကြောင်းမတက်တော့တဲ့နောက်ပိုင်းအကိုကြောင်းပြန်တက်ရင် အစင်သေးဖြစ်အောင် အကိုအတွက်ပါစာတွေကို စာအုပ်အပေါ်နဲ့ကူကူထားပေးတာအကူအထည်ပဲအခုလည်းအကိုအတွက်ယူခဲ့ပါတယ်အကိုမယုံရင်ဒီမှာကြည့်လိုက်ပါအောင်ရွှေစင်ရေးလိုက်တဲ့စာကို အကိုမဖတ်ဖြစ်ခဲ့ဘူးလားယရွှေစင်ရေးလိုက်တဲ့စာကိုကျွန်တော်မဖတ်မိခဲ့တာကျွန်တော်အမှားကြီးမှတ်သွားခဲ့ပါပြီကျွန်တော်အဖြေလွန်မှာဘာမှမဖြေထားခြင်းက စာမေးဝဲမအောင်ဘူးအတွက်ခိုင်လုံနေပြီပဲရွှေစင်ကတာဝန်ကြီးခဲ့ပေမဲ့ကျွန်တော်ကအဲ့ဒီအချိန်ကကျွန်တော်ရုပ်ကအခုလိုဥပဒေရုံမျိုးမဟုတ်ဘူးနော်ကျွန်တော်အဖေကစာမေးဝဲကြားတဲ့ကျွန်တော်ကိုအပြစ်ပေးတဲ့အနေနဲ့ကျောင်းစရိတ်မပေးတော့ဘူးလေသူပေးလိုက်တဲ့ workshop ပစ္စည်းလေးတွေနဲ့ကိုစိတ်ကိုရှာပြီးကျောင်းဆက်တက်ခဲ့ရပေမဲ့ ရှစ်လေးလုံးကာလနဲ့ကြုံလိုက်တာကျွန်တော်ဘွဲတောင်မရလိုက်ပါဘူးဗျာကျွန်တော်တော့ခုဖို့ဖြစ်လာတော့ရွှေစင်းကိုတောင်နှုတ်ဆက်ခွင့်မရခဲ့ပါဘူးကျွန်တော်ကိုအရေးခင်းကာလမှပဲတည်သွားခဲ့ပြီလားတော့ခုလို့ပဲတည်သွားခဲ့ပြီလားလို့သူထင်ကျင်ထင်နေမှာပေါ့ဒါကတခါပဲလွှဲရမယ်လေဒီလိုတွေးခဲ့မိလို့လေကျွန်တော်ဂုတိ ပြန်မဆက်သွယ်ခဲ့တာပေါ့လို့လောလန်းစည်းစည်းကြီးကိုပြောပြခဲ့တဲ့ကျွန်တော်တငယ်ချင်းညီမင်းရဲ့1980ကျော်ကာလလောက်ကအဖြစ်အပျက်လေးပါကျွန်တော်တို့တတွေတန်လွင်ကမ်းပါကတရင်230စောထစကမ်းမှာဆက်သွယ်ရေးတင်တန်းတက်စင်ကပေါ့ခုစုညီမင်းရဲ့ဇလန်းလေးကိုကြားခဲ့ရတာ အနှစ်20ကျော်ခဲ့ပြီပေါ့အခုဆိုနေမင်းလဲမရှိတော့ပါဘူး1993ခုနှစ်လောက်ကမြမပြည်အလဲပိုင်းအထူးဒေသ ပြင်မနာမြို့အနီးတော်လန်ကြီးနေမီတဲမှာနေမင်းကြဆုံခဲ့ပါပြီ တိုက်ပွဲတစ်ခုမှာဒဏ်ရာရပြီးလွတ်အောင်အပြေးတော်တဲ့တနေရာမှာကြဆုံခဲ့ရတာလို့သိရပါတယ် သူကြာဆုံးနေတာကိုတော့အတော်လေးကြာမှ တောလေသွားတဲ့ရွာသားတွေတွေ့ခဲ့လို့သိရတာတဲ့သူအလောင်းနဲ့အတူသူကင်ခဲ့တဲ့တနတ်နဲ့ဆက်ကိုလေသူနှပေးမှာတွေ့ခဲ့ရတယ်တဲ့နီမင်းရဲ့အဖေကကွန်မြူနစ်နိုင်ငံရေးသမားဟောင်းကြီးတဦးပါသူကိုယ်တိုင်နိုင်ငံရေးကိုစွန့်ခွာခဲ့ပြီးစီးပွားရေးတသက်ကိုသာလုပ်နေပြီမဲ့သူ့သားကိုတော့ သူဖြစ်စီခြင်းတဲ့ပုံသွင်းခဲ့ပုံပါပဲညီမင်းကသူ့အဖေရဲ့နိုင်ငံရေးဆောက်အုပ်ပုံကြီးတဲ့မှာကြီးပြင်းခဲ့ရတာကြောင့်ကုမြူနစ်ကျန်တော်တော်များများကိုအလွတ်နီပါကို ရနေတာတော်လန်ရေးကြီးပြီးမှ ရိတ်မယ်ဆိုပြီးမုတ်စိတ်ကို အရှိထားခဲ့လို့လေရဲဘော်တွေကြားမှာသူ့နာမည်ကမုတ်စိတ်လို့အမည်တွင်ခဲ့ပါသေးတယ်ခုခံစစ်ပွဲကို ဝမ်ခတရင်213မှာအပြင်းအထန်ရင်ဆိုင်ခဲရဘူးသူတယောက်ပါ သူမကြဆုံးခင် ရှေ့တန်းလှောက်ရှားနေမြေကိုတွားချင်လုံးလို့တဲ့သမင်းမစားခင်နဲ့သမင်းစားပြီးတောက်ကုန်းပေါ်ပြေးတက်ပြေးစင်းကိုနေ့စဉ်လေးကျင့်သွားသေးတဲ့လက်တလောသတင်းတွေမှာနိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာကြပြီ KNU နဲ့ ငြိမ်းချမ်းရေးစကားပြောနေပြီ ABSDF ကိုငြိမ်းချမ်းရေးကမ်းလှမ်းလိုက်ပြီဆိုတဲ့မင်္ဂလာသတင်းတွေကိုကြားနေရလို့ဝမ်းသာပြီးပါတယ်အခုဖြစ်ပေါ်တိုးတက်မှုတွေဟာ23နှစ်ကြာကာလအတွင်းပေးဆက်မှုတွေရဲ့ရလတ်ဖဲလို့ဒေါ်စုကလည်းပြောခဲ့ပူပါတယ်ဒီလိုသတင်းမျိုးလေးတွေကြားရလေ20ကျော်ကာလအတွင်း နီမင်းလိုမထင်မရှားကြဆုံခဲ့ရတဲ့ကျွန်တော်တငယ်ချင်းတွေကိုတတိယမိလေပါပဲသူတို့ခမကျွန်တော်လိုဝမ်းသာเสียတတိမျိုးလေးတွေကိုတော့ကြားခွင့်မှမရသွားခဲ့ရှာဘူးလေအကယ်၍များကျွန်တော်တို့မျော်မှန်းခဲ့တဲ့နေ့တနေ့ကိုရောက်ခဲ့လို့မြမပြည်ကြီးအတွက်ဆွန့်လွတ်ပေးဆက်ခဲ့ကြသူများကို အတိအမှတ်ပြုဂုံပြုကြဖြစ်တဲ့အခါမှာနေမင်းတို့လိုမျိုးတိုင်းပြည်ပေါ်စေတနာတန်တန်နဲ့လူမတိသူမတိကိုကျိုးစွန့်အသက်ပေးသားခဲ့သူများကိုလည်းအမှတ်တရားရှိစေချင်လိုက်တာ ဥပမာဆိုရရင်နေမင်းရဲ့ချစ်သူရွှေစင်ကသူ့အပါကရုတ်တရက်ပျောက်သွားခဲ့တဲ့နေမင်းဆိုတာ ဘဝကိုအတိတ်ပဲရှိရှိပြည့်စက်သွားခဲ့တယ်ဆိုတာကိုတိကျွဲ့လေတော့ရစီကြမှာလေဗျာ။